တပုံယိုးသားမှုကိုနှုတ်ဆက်လိုက်တာနဲ့မယိုးသားမှုဟာ အံဝင်ကွင်ကျဖြစ်လာတယ်။ဘီတိုဗင်ရဲ့အဆုံးမရှိတဲ့ချစ်ချင်းမြတ်တာတွေ၊တန်ရုံစဉ်တွေ၊နူးညံ့တိမ်မွေးမှုတွေ၊ဆင်းရဲဒုက္ခတွေ၊နာကျင်မှုတွေ၊ဇွဲသတ္တိတွေ၊တော်လှန်မှုတွေ၊အလားတရားတွေအားလုံးဟာ သူ့ဂီတတန်စင်တွေတဲ့တွင်တွင်စီးဝင်ခဲ့တယ်။တပုံတယောက်ရဲ့ အဆုံးမရှိတဲ့ချစ်ချင်းမြတ်သားတွေတန်ရောစင်တွေနူးညံ့တိမ်မွေးမှုတွေဆင်းရဲဒုက္ခတွေနာကျင်မှုတွေဇွဲတက်တိတွေတော်လှန်မှုတွေအလှတရားတွေအားလုံးဟာဘဝပေါင်းများစွာရဲ့ရင်ထဲတသွင်သွင်စီးဆင်းနေတယ်။တပုံတယောက်အတွက် လူအဖွဲ့စည်းကိုချစ်တဲ့စိတ်တရားမျှတမှုကိုချစ်တဲ့စိတ်အမှန်တရားကိုချစ်တဲ့စိတ်တွေဟာ နှောင်ကြိုးအားလုံးကိုရိုက်ချိုးလိုက်တာပဲငါတပုံဖြစ်ကျင်တယ်ကိုအောင်မှိုင်း